မြန်မာပြည်သက်တွေစောင့်မျှော်နေတဲ့မြန်မာ fighter အဲမွေနဲ့သွေးလင်းထက်တို့ရဲ့ပွဲစဉ်ကတော့ဒီကနေ့မက်လာ22ရက်တောက်ကြနေမြန်မာစံတော်ချိန်ည9နာရီကစလို့ဝမ်ချက်မြန်ရှိကကျင်းပတဲ့1 Friday Fight 101ပြိုင်ပွဲကြီးမှာပါဝင်ထိုးသက်သွားတော့မှာလေးဖြစ်ပါတယ်။ ပြီးကြတဲ့ဝမ်ချမ်ပီယံရှစ်ရဲ့ရာပြည့်ပွဲကြီးမှာတော့မြန်မာဖိုက်တာစူပါအေဂျင့်ရဲ့ပွဲစဉ်ပါဝင်ခဲ့ပြီးအဲ့နောက်ကျင်းပတဲ့1 Friday Fight 101ပြိုင်ပွဲကြီးမှာတော့မြန်မာဖိုက်တာ၂ယောက်ထိဝမ်ချမ်ပီယံရှစ်ဘက်ကပွဲထုတ်လာခဲ့တာလည်းဖြစ်ပါတယ်။ဒီပြိုင်ပွဲကြီးမှာအမွေက Israel Fighter Ahabek Gordon နဲ့ထိုးသက်သွားမှာဖြစ်ပြီးတွေးလင်းထက်ကတော့ Thai Fighter Rocky နဲ့ထိုးသက်သွားမှာဖြစ်ပါတယ်။အမွေနဲ့ထိုးသက်မဲ့ Israel Fighter Ahabek Gordon ကဝမ်ချမ်ပီယံရှစ်ပွဲဥထွက်ထိုးသက်သွားမှာဖြစ်ပါတယ်။ သူ့ရဲ့မွေထိုင်း pro record ကိုကြည့်မယ်ဆိုရင်9ပွဲကစားထားပြီး9ပွဲကိုအလဲထိုးတွေနဲ့အနိုင်ရရှိထားတဲ့ fighter တယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့ထိုးပုံထိုးပေါက်တွေကမွေထိုင်းနီးစနစ်တွေနဲ့အဝင်ကွင်ကျရှိနေတဲ့ fighter လို့ဆိုရမှာပါ။ဒါကြောင့်ဝမ်ချက်မြင်ရှိပွဲဥထွက်မှာအဲမွေကိုဘယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေပါတယ်။မြန်မာဖိုက်တာအဲမွေကလည်းဝမ်ချက်မြင်ရှိမှာ၃ပွဲကစားထားပြီး၂ပွဲနိုင်တစ်ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ။ဒါ့အပြင်အင်မွေကသူနောက်ဆုံးထိုးသက်ထားတဲ့ဝမ်ချမ်ပီယံရှစ်ပွဲစဉ်မှာဂျပန်ဖိုက်တာကိုအလဲထိုးပြီးအပိုစုကြီးဘတ်3သိန်းခွဲပါရရှိထားတဲ့ဖိုက်တာတယောက်လည်းဖြစ်ပါတယ်။ဒီနေ့ညထိုးသက်သွားမယ့်မြန်မာဖိုက်တာ2ဦးမှာတော့အင်မွေကပွဲပိုကျက်တယ်လို့ဆိုရမှာပါ။ဘာလို့လဲဆိုတော့ပြိုင်မဲ့ Israel Fighter အဟာဘတ် Gordon ကပြိုင်မဲ့ Fighter တွေကိုနီးစနစ်စုံစုံနဲ့အလဲထိုးနိုင်တဲ့စွမ်းဆောင်ရည်မျိုးပိုင်ဆိုင်ထားတဲ့လူငယ် Fighter တယောက်ဖြစ်နေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီပွဲစဉ်မှာအဲမွေနေနဲ့အကောင်းဆုံးစွမ်းဆောင်ရည်နဲ့တူဝမ်ချမ်ပီယံရှစ်မှာနိုင်ပွဲဆက်ပါသေးလို့ဆူတောင်းပေးလိုက်ပါတယ်။မြန်မာဖိုက်တာအဲမွေနဲ့အစ္စရေးဖိုက်တာအဟာဘတ်ဂေါ်တွန်တို့ပွဲပြီးရင်တော့သွေလင်းထက်နဲ့ထိုင်းဖိုက်တာရော့ကီတို့ရဲ့ပွဲစဉ်ကိုကြည့်ရမှာပါသွေလင်းထက်နဲ့ထိုးသက်မဲ့ထိုင်းဖိုက်တာရော့ကီကဝမ်ချမ်ပီယံရှစ်မှာတပွဲထိုးသက်ထားပြီးအဲ့ဒီတပွဲကိုအလဲထိုးနဲ့အနိုင်ရရှိပြီးအပိုဆူကြီးပါရရှိထားတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ် ွေလင်းထက်ကဝမ်ချန်ပီယံရှစ်မှာ၃ပွဲထိုးသက်ထားပြီးနှစ်ပွဲနိုင်တစ်ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။သူနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲစဉ်က Thai Fighter Rocketdy နဲ့ဖြစ်ပြီးဆိုပါပွဲစဉ်မှာလည်းဒုတိယအချီမှာပြိုင်ဘက် Fighter ကိုအလဲထိုးပြီးအပိုဆူကြီးဘတ်၃သိန်းခွဲရရှိထားခဲ့တာပါ။ရိုးရလက်ဝိတ်ကနေမွေထိုင်းဘက်ကိုကူးပြောင်းလာရတဲ့ဖိုက်တာတွေဖြစ်တဲ့အတွက်မွေထိုင်းနီးစနစ်တွေအောက်မှာကျင်လည်ဖို့သူတို့အနေနဲ့စူးစမ်းနေရတာဖြစ်ပါတယ်။ တွေးလင်းထက်နေနဲ့လဲဝမ်ချမ်ပီယံရှစ်ပွဲဥထွက်မှာခြေကန်ချက်တရောင်ရိုက်ချက်တွေတိတ်မတွေ့ရပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတွေးလင်းထက်နေနဲ့ခြေကန်ချက်တရောင်ရိုက်ချက်တွေနဲ့ပြိုင်မက်တွေကိုဖိအားပေးလာတာတွေ့ရပါတယ်ဒီပွဲစဉ်မှာလည်းပြိုင်မဲ့ဖိုက်တာကိုဘလိုမျိုးနှိစနစ်တွေနဲ့အဆုံးသက်ပြသွားမလဲဆိုတာစောင့်ကြည့်သွားရအောင်ပါ။ ပြိုင်ပွဲကတော့မက်လ22ရက်ဒီကနေ့တောက်ကြညမြန်မာစံတော်ချိန်ည9:00နာရီကစလို့ဝမ်ချက်မြန်ရှိရဲ့ Facebook Page နဲ့ YouTube Channel တွေကနေဓာတ်ရိုက်ပြသပေးသွားမှာဖြစ်ပါတယ်။အဲမွေနဲ့သွေးလင်းထက်တို့ရဲ့ပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်ည8:00နာရီခွဲဝန်းကျင်မှာကြည့်ရှုကြရမှာပါ။မြန်မာဖိုက်တာနှူးပွဲထွက်လာတဲ့1 Friday Fight 101ပြိုင်ပွဲကြီးကိုကျွန်တော်တို့ဒူစောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာ။ကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ။